မန်နေဂျာဦးလှကျော်သားတို့ဖွဲ့သူတို့နဲ့စကန်တစ်ခုထပ်ပြောင်းရမယ့်ရက်ကိုကြောက်လာခဲ့တယ်။ဒါကြောင့်တက်တော်ကျိုးဝိုင်းတစ်ခုလုံးမှာပြောင်းရွှေ့ချရမယ်လို့သမားတွေနဲ့ဆွညံနေပါတယ်။တချို့လူသမားတွေကတော့မိမိတို့ရဲ့ပစ္စည်းတွေကိုထောက်ယူသူကထောက်ပို့ပို့သူကပို့နဲ့အလုံးရှုံနေကြသလိုတချို့ကလည်းအေးအေးဆေးဆေးစားတော့ပြီးမှစကန်ရွှေ့ချရမှာဖြစ်တာကြောင့်ဘွားကြည့်တော့တွေနဲ့စိန်ပင်တစ်ပြေးဝိုင်းဖွဲ့ပြီးတော့ကောင်းနေကြတယ်။အလုံးသမားတွေကတော့သူတို့ရဲ့ဝင်းစီဆက်လက်တွေကို တနိုင်စာထုတ်ပို့ပြီးတော့ထံရွက်သွားနိုင်ကြပါမယ်။မန်နေဂျာဦးထားကျော်သားနဲ့ရုံးဖွဲ့တို့ကတော့ဘိုးကရွက်ဖြစ်တဲ့အလုပ်စာကိုစာဖိုင်နေပြင်အလုပ်နဲ့ပတ်သက်တဲ့တခြားဝန်ဆီဆက်လက်တွေကလည်းများပြားလုံးတာကြောင့်စကန်ရွှေ့ပြောင်းရမှာစင်မပါရင်ဘလို့မှမပြောင်းမရွှေ့နိုင်ဘူး။ဒါကြောင့်စကန်ပြောင်းမဲ့တင်ရမှာဝန်ဆီဆက်လက်တွေအားလုံးကိုအစင်နဲ့ထုတ်ပို့ပြီးစီကမှစနစ်ကောင်ကတကောင်းမှစကန်ရွှေ့ပြောင်းရကို လိုက်ပါနိုင်ခြင်းမရှိဘူး။ ဘန်းမောင်နဲ့ကျော်ဆန်းဆင်ဦးစင်းနှစ်ယောက်စလုံးကလာပြီးတော့သတင်းပို့တာကြောင့်ဦးလာကျော်တာတယောက်အကြီးအကျယ်ဒေါသထွက်နေတယ်။ကောင်းကြတာပေါ့ကွာ။သိတ်ကောင်းတယ်။မင်းတို့နှစ်ယောက်ငါအလုပ်မှာဒီထက်ပို့ပြီးတော့နှောက်ရှက်ပေးဖို့မရှိကြတော့ဘူးလား။ဟမ်။တစ်ထွက်လို့ရေမန်နေဂျာကဒေါသနဲ့អော်လိုက်တဲ့အခါဘန်းမောင်ကဦးကောင်းကိုငိုင်းဆိုင်ကြားသွားတယ်။ကျော်ဆန်းကတော့အယိုးအသေးဆုံးမှုရနဲ့မန်နေဂျာရဲ့ရှေ့မြေပြင်မှာစိတ်ပြက်တဲ့ပြက်နဲ့ထိုင်ချလိုက်တယ်။မန်နေဂျာဆီဆုံးမယ်ဆိုလဲစိုးစရာပဲ။ စခန်းပြောင်းရမှာစိတ်အချအဆုံးဖြစ်တဲ့စင်ဦးစီးနှစ်ယောက်ကိုအားကိုလို့မန်နေဂျာကသူကိုယ်တိုင်ရွေးချယ်ထားသူဖြစ်တယ်။တခြားစင်တွေနဲ့ဦးစီးတွေကတော့လုံခဲ့တဲ့တပတ်လောက်ခရေကစခန်းပြောင်းသွားကြပြီ။ဒါကြောင့်မန်နေဂျာဦးလှကျော်တာကလက်ရှိစင်သမားနှစ်ယောက်ကိုသာအကြေးအကျေဒေါသဖြစ်နေတယ်။စူဇန်းမအောင်ကပါမောင်းမင်းစင်ကဘလို့ဖြစ်လို့စခန်းပြောင်းတာကို မလိုက်နိုင်ရတာလဲ။ဦးလှကျော်တာကဘာမောင်းကိုအရင်မေးတယ်။ကျွန်တော်စင်ကဗျာမုံတွေရုတ်တရက်ကျလာပြီးတော့ အနာကိုကတ်မြအောင်လို့စုံနေလို့ပါဝင်တော့မယ်။နိုးကွာဒီနေ့ဒီရက်မှာစကမ်းရှိမယ်ဆိုတာဟိုသုံးလေးရက်ခရဲကကြိုပြီးပြောထိုင်နေမင်းကြက်ကြက်မမတ်မကြည့်ဘူးလား။ဒါမှမဟုတ်ရင်လေတရက်နှစ်ရက်လောက်တော့အဲ့ဒီအလိုကလေးကမုံစမုံနှမ်းမြင်ရင်မင်းငါ့ကိုလာပြောပါလား။စကမ်းပြောင်းဖို့ရက်ရွှေ့တယ်ရွှေ့ရမယ်ကွာ။အခုတော့ဒီမနေ့ကြမှာကွာ။ငါကဘယ်လိုလုပ်ပြီးတော့ပြောင်းလို့ရတော့မှာလဲ။နှမဟုတ်ရင်တော့မင်းကိုယ်တိုင်သွားပြီးတော့ ခရိုင်ဝင်းကိုတန်တော်ဦးသွတ်တယ်မလားကျွန်တော်လည်းတော်တော်လေးကိုဂရုစိုက်ပါလေရာဝန်အောင်မင်းမင်းညားကဒီကောင်းကိုစကန်းနားမှာထားသိပ်ပြီးတော့တေချာကြည်တုံးကလည်းဘာမုံရိပ်မုံသွေးမှမရှိဘူးဗျအခုမနေ့ကျမှကောက်ရတယ်လို့ပဲမုံတွေယူလာပြီးတော့အရက်နဲ့တွေကလည်းတထောင်ထောင်နဲ့ဗျာဘလို့မှထိမရလောက်အောင်တောင်းချနေတယ်သိတ်ကောင်းတော့ကွာမန်နေဂျာဦးလာကျော်တာဟာတပင်းတစ်ချက်ကို ပင်ပန်းစွာနဲ့ခြားတယ်ကျွန်တော်ထင်တော့စကန်းပြောင်းကြရမယ်ဆိုတော့ အရက်ဝိုင်းတွေကလည်းတ냥လုံးလို့ဒီကောင်ကြီးကိုဟိုလူတစ်ခွက်ဒီလူတစ်ခွက်နဲ့အရက်တွေဝိုင်းပြီးတော့တိုက်ကြတာဒါကြောင့်အခုလုံမုံဝင်လာတော်တော်ဟျောက်မင်းစစောကပြောတော့စကန်းနာတောင်ခေါ်တိတ်ပြီးတော့ကြက်ကြက်မမတ်ဂရုစိုက်တယ်ဆိုဟမ်ဘာလို့အရက်ဝိုင်းတိုက်တာကိုမဟန်တာလဲဒီစင်းနဲ့ပတ်သက်လာရင်မင်းကဥစည်းပဲလေငါတဲ့ကွာဥလာကျော်တာကဘာမောင်ရဲ့မျက်နှာကိုလုံးဝမကြည့်ချင်တော့အောင်စိတ်ပြတ်ဒေါသထွက်ပြီးတော့အော်ငေါင်ပြစ်တယ်ဘာမောင်ခင်ဗျာလဲ သူ့ရဲ့ဝန်ထမ်းဝင်းမန်နေဂျာကိုဘာမှပြန်မပြောရတော့ဘဲနဲ့ကြက်ကြီးလဲလိန်ထားသလိုပဲခေါင်းငိုက်ဆိုင်ချလို့မြေပြင်မှာသာဖင်ချထိုင်လေမန်နေဂျာကနောက်ထပ်ဗားလေးများအမိန်ပေးဦးမလဲဆိုတာကိုလည်းနားဆွနေကဲကျော်ဆန်းမင်းစင်မိုးကြိုးချင်နေကရောကျွန်တော်စင်ကလည်းဒီလိုဘောင်းမောင်ကိုမန်နေဂျာကဟောင်းကထားတဲ့ချိန်ကြောင့်စင်ဦးစီးကျော်ဆန်းလည်းအယောင်ယောင်မမဖြစ်သွားတယ်ဘာကွာမင်းစင်ကလည်းမုံကြနေပြန်ပြီလားမဟုတ်ပါဘူးဟိုမေကျွန်တော်စင်ကညှောက်ဆူတာ ဟိုတနေ့ကတော့မှဝင်တော့မင်းတက်တဲတဲကိုကျွန်တော်မင်းနဲ့လာချသည်လို့ဝင်အောင်မင်းကမေးသေးတယ်လေကြက်ကဆူဆူတာဆိုတာကျွန်တော်ဝင်အောင်မင်းကိုအစင်ခံမိတာပါကြော်ဆန်ပြောတာအမှန်ပဲဖြစ်တယ်အရင်နေ့ရက်လောက်ကသူ့စင်မိုးကျုပ်ကိုစခန်းထဲမှာလွှတ်ထားတော့ကြက်ခဲုံတော်တဲ့ကိုသွားတို့လာကြောက်ကျွန်တော်တစ်ဖက်ကိုကြက်ကဆူဆူလာတယ်ဒါကြောင့်အနာဖြစ်တယ်ပြောပြီးတော့မင်းနဲ့တော့မလာပြီးတော့တောင်းတော့သေးတယ်ဒါကြောင့်ဒီနေ့ကိစ္စမှာကြော်ဆန်မှာလုံးဝအပြစ်မရှိဘူးလို့မန်နေဂျာကယူဆထားတယ်ဒါပေမဲ့လည်း ဖြစ်နိုင်လို့ဖြစ်နိုင်ကြကျော်ဆန်းကိုလည်းမန်နေဂျာကတီးခေါက်ကြည့်ပြန်တယ်ချက်ခတ်ဆူးလေးဆူးတာကွာမင်းစင်ကိုလည်းဝင်တင်လို့တော့မရပြန်ဘူးလားချက်ခတ်ဆူးဆူးတာကအနာပြည့်တနေလို့မနေ့ကမှညက်သွင်းပြီးတော့ခွဲထားတာဝင်တော့မယ်မိုးမိုးကျော်ကဘလို့မှလမ်းမလျှောက်နိုင်ဘူးဗျကောင်းကွာမင်းတို့ကွာမန်နေဂျာရဲ့မကြင်မနက်တောက်ခေါက်လိုက်တဲ့တန်းကြောင့်စင်ဦးစင်းယောက်ဖြစ်တဲ့ဘာမောင်နဲ့ကျော်ဆန်းသားတို့တွေလမ်းယုံနေမှာဟုတ်ပဲနဲ့ တဖွဲ့လုံးကချက်ချင်းဆိုသလိုတိတ်ဆိတ်ငြိမ်သက်သွားတယ်။အခုပြောင်းရမယ့်စကန်ဟာဝင်းစစ်စလဲတွေကိုစင်နဲ့မတင်ရင်ဘလို့မှမဖြစ်သလိုစကန်ပြောင်းလာကြမယ့်ဒီနေ့ဒီရက်ကိုလည်းခရယာဝင်ထိကြိုတင်ပြီးတော့ကြေညာထားပြီးဖြစ်ရ။စကန်ပြားကလည်းစကန်ဆောင်ကြတဲ့အမှန်ရှင်းတဲ့ကိုကအလုပ်သမားတွေလည်းမနဲ့ဝီလီဝီလင်းအချိန်ကလေးကကိုထုတ်ကိုထမ်းပြီးစကန်ကနေအရှိုးရှိုးထွက်ခေါ်သွားကြပြီလေဖြစ်တယ်။အဲမှာကျိုးဝိုင်းအဆက်ကတက်ကောင်းကြီးဦးကြည်ဖေးပါသွားခဲ့ပြီ။မန်နေဂျာတို့ဖွဲ့လည်း ဒီနေ့အထက်တပြေစကန်းကိုအချိန်မီရောက်မသွားရင်တော့အားလုံးလို့တမားတွေဟာဖြိုးဖျက်ဖြစ်ပြီးတော့နောက်တနေ့မှာလုပ်ငန်းခွင်ကိုဝန်နိုင်ကြမှာမဟုတ်ဘူးပြီးတော့ညှောင်ဆုံးနေတဲ့ဆင်းတကောင်အတွက်အလုံနာရဲမှာအနည်းဆုံး3-4ရက်ဖြစ်ပြီးတော့မုံကြတဲ့ဆင်ကိုတော့မုံရိပ်မုံသွေးမပြောင်းမချင်းဘလို့မှအလုတ်ခိုင်းလို့မဖြစ်ဘူးဒါကြောင့်ထုတ်ပိုးပြီးသားဝင်စီစလဲတွေကိုအထက်ထက်အခါခါဆက်ကြည့်ပြီးတော့ဥလာကျော်တာတယောက်စိတ်ဆုံးမပြေဖြစ်နေတယ်ကဲဒါဆိုကွာဒီနေ့အတွက်ကတော့ဒီပစ္စည်းတွေကိုဒီနေရာမှာထားခဲ့ရမှာ ဘလို့မှရွှေ့လို့မရဘူးဟုတ်လားစင်ဦးစင်းနှစ်ယောက်ဖြစ်တဲ့ဘားမုံနဲ့ကျော်ဆန်တို့ကို မန်နေဂျာထပ်ပြီးမေးခွန်းစစ်တဲ့အခါနှစ်ယောက်စလုံးဘလို့မှပြန်မပြောနိုင်ပေနဲ့ငိုင်းသွားကြပြန်တယ်အတန်ကြာမှကျော်ဆန်ဟာမန်နေဂျာရဲ့မျက်နှာကိုမဝင်မရတဲ့ချက်ကြည့်ပြီးတော့ဒါပေမဲ့ကျွန်တော်တခုတော့အကြံပေးခြင်းနဲ့ဝင်အောင်မယ်ကျွန်တော်ဆင်မိုးကျော်ဟာဒဏ်ရာနဲ့မဟုတ်လို့ဘလို့မှမခိုင်းနိုင်ပေမဲ့မုံကြနေတဲ့ဆင်ကိုတော့မုံကုန်နိုင်အောင် ထိမ့်ပြီးတော့ကြံဖန်စီမံမယ်ဆိုရင်တော့ရနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်မုံဆို ကျော်ဆန်းရဲ့စကားကြောင့်ပဲဦးလာကျော်သားရဲ့မျက်နှာမှာချက်ချင်းဝန်းနေလာတယ်။ဘာမောင်ရဲ့မျက်နှာကတော့တမဟုတ်ချင်းပဲရှုံ့မဲ့သွားတယ်။ပြီးတော့သူ့ကိုစင်ဦးစီချင်းချင်းချောက်တုံးရမလားဆိုပြီးတော့ကျော်ဆန်းကိုရှူးရှင်းနဲ့လှည့်ကြည့်တယ်။ကျော်ကျော်ဆန်းမင်းဟာလေအချင်းချင်းချောက်တုံးတဲ့နေရာမှာတော့ရှားမှရှားပဲကွာ။ဒီလိုမုံပြင်းနေတဲ့ဆွဲဝင်စင်ပေါက်ကြီးတကောင်ကိုကြံဖန်ခိုင်းရအောင်လို့ဘဲဦးစီးကစီးပွင့်ဝင်มาလဲ။ဘာမောင်ဟာကျော်ဆန်းမျက်နှာကိုစစ်စစ်ကြည့်ပြီးတော့ဒေါသနဲ့ပြောတယ်။ဒါကတော့ကွာ။ ဖြစ်ပြနေတဲ့အခက်ခဲနဲ့ဖြစ်နိုင်တဲ့လမ်းကိုကြောက်ကပြောတာခမားစင်ခမားမစီရပဲတဲ့ကျုပ်ကိုချောက်ထုံနေဟုတ်လားဘာညာပြောမနေပါနဲ့ဗျာဘမောင်ဟာကျော်ဆန်ကိုဖျက်ကနေတစ်ချက်ကြည့်တယ်ဒီချိန်မှာပဲကျော်ဆန်ဟာကျုပ်စင်သားဆိုရင်တော့ဒီလောက်မုံကိုနိုင်အောင်စီပြီးတော့ဝင်းထောင်မင်းတို့ရဲ့ဆန္ဒအတိုင်းပဲစကံပြောင်းပေးလိုက်မှာလို့ညီးတယ်လို့လည်းပြောတယ်ဘမောင်ကတော့ဘာစကားမှထွက်မလာဘူးဒီခါမှမန်နေဂျာကနေပါဦးကကျော်ဆန်ဘမောင်စင်ငွေမိုးကမင်းပြောသလိုအခြေအနေမျိုးကော ရှိနိုင်လို့လားဟာရှိပြီလားဝင်တော့မယ်ထိုးပြတ်ထွက်လာအောင်အချိန်ဆိုးတဲ့မုံမျိုးမှမဟုတ်တာအရက်ကြောင့်ယာယီခဏယိုတဲ့မုံမှာမုံယိုတာတောင်မှဟုတ်ချင်မှဟုတ်မှာဗျအရင်မိုးပြီးတော့ကြမ်းပြနေတာကိုဒီကောင်ကြောက်ပြီးတော့အေးအေးမင်းကဒီနေရာမှာနေထားပြီးတော့လူစမ်းကောင်းလို့အစွမ်းပြစကားတွေကြက်ကြက်ပြောနေငါတို့တမနဲ့လုံးအမျိုးမျိုးကြံဖတ်ပြီးတော့ပကတ်ကလေးတင်နိုင်မှုစူးစမ်းခဲ့တယ်ဆယ်ကားထက်မနေဘူးကွာအနာကိုလုံးဝအကတ်မခံမနေလိုက်လိုက်ထုံးနေလို့ထူးတောင်နှစ်ထပ်ခတ်ထားတယ် ဒါကမင်းမှမသိတာခက်ခက်ဗျာဒီလိုစင်မျိုးမုံကိုသာနိုင်အောင်ထိနိုင်တော့ခိုင်းလို့ရလိုက်တာမှဟိုဘက်ကန်းအောင်လုံးသေးတယ်အခုဟာက အလုတ်လုတ်ဖို့မှမဟုတ်တာဗျပစ္စည်းတည်ယုံတော့ပဲအမှန်ဆိုတော့ဒီလိုအကြက်တဲမျိုးမှကြောဆန့်ဟာအရန်ကိုအာကိုတိုက်တဲ့စင်ဦးစည်းကောင်းတယောက်ဖြစ်တယ်မန်နေဂျာဟာကောင်းကောင်းသိထားသူတယောက်လည်းဖြစ်တယ်အချင်းတွေကလည်းဒီစင်ကောင်နဲ့ဒီစင်သမားနှစ်ယောက်ရှိတာကြောင့်မန်နေဂျာအတွက်အဆင်မပြေဒါကြောင့်ကြောဆန့်ကိုထပ်ပြီးမိကုန်ထုတ်တယ် ငါတခုမေးမယ်ကျော်စံတကယ်လို့ဘားမောင်ကတော့စီခွင့်ပြုတ်မယ်ဆိုရင်တော့ဘားမောင်စင်ခွင့်မိုးကိုမင်းစီပြီးတော့ဆရာတို့ကိုစကံပြောင်းပေးနိုင်မလားဒါကတော့ဗျာသူ့စင်မှာသူမစီရဲပါဘူးဆိုရင်ကျွန်တော်ပဲစီးပေးရမှာပေါ့ဘုံနောက်မယ်အချင်းနေရပဲလေဟာဟာဟဲ့ကောင်ရေးမနေနဲ့ကွာဒီမှာငါပြောမယ်ကျော်စံကမင်းစင်ကိုမုံထိန်ပကတ်တင်ပြီးတော့တို့ကိုစကံပြောင်းပေးမယ်ဆိုရင်မင်းကတော့မင်းစင်ကိုစီခွင့်ပြုတ်မယ်ဆိုပါတော့ စီးမဲ့သူကစေပေးဟိုမှာလေဗျာဒီလိုမှကျွန်တော်ကဘာလို့ခွင့်မပြုเสียအကြောင်းရှိလဲငန်းဟုံအောင်မေသူစီးရင်စီးပေါ့ဗျာကျွန်တော်ခွင့်ပြုတယ်ဒီလိုပြောပြီးတစ်ဆက်ထဲမှာပဲဟဲ့ကောင်မင်းတည်တည်ချာချာလိုက်ကြည့်ပြီးမှပြောတာကောင်းတယ်နော် အချင်းနေမသိပဲတောက်ရန်အာမခံနေတာကဘာသဘောလဲမင်းစင်စိုးကိုစီးပြီးတော့ယာသူကိုဟိုနောက်မင်းတို့စီကလိုချင်လို့လုတ်တဲ့အပြောမျိုးတော့လာမလုံးနဲ့ကြော်စန်းသားကတ်သွားပြီးတော့ဘာမောင်လှန်လိုက်တယ်စင်စိုးစီးနေရောဟာမန်နေဂျာရှိမှပဲ သူ့တင်ကိုတင်ဖြစ်နေကြတာကြောင့်အရင်ကလိုခမကျွန်တော်ပင်ပြောတော့ပဲနဲ့မင်းနဲ့ငါတိဖြစ်လာတယ်။ဘာကောင်မန်နေဂျာကခဲငါတပြီတို့မင်းတို့အခြေတင်လဲပြောမနေကြနဲ့ဖြစ်နိုင်ကြောဆန်းမင်းလည်းလိုက်ကြည့်ဦးကဲလာကြကွာဆရာပါလိုက်ကြည့်မယ်ဒီလိုပြောကဘားမောင်နဲ့ကြောဆန်းတို့ကိုဘားမောင်စင်ငွေမိုးရှိအောင်ကိုခေါ်လာတယ်။ဘားမောင်စင်ငွေမိုးကြီးကတော့ရှိပေကျော်မြင့်နဲ့ဆွဲစုံစင်ပေါက်ကြီးဖြစ်တယ်။ဦးလာကျော်သားတို့တွေသူတို့အဖွဲ့ကိုမြင်လာနဲ့စူးစူးဝါးတစ်ချက်អော်တယ်။ဒါကလူတွေကိုရန်ရှာဖို့ စိန်ခေါ်ခြင်းဖြစ်နိုင်တယ်လို့သူ့ရဲ့ဦးစီးဘာမောင်ကိုနှုတ်ဆက်တာလည်းဖြစ်နိုင်တယ်လို့ကျော်ဆန်းကချက်ချင်းတွက်တယ်။ကျော်ဆန်းဟာချုံအစာတော်တုံးတမောင်နဲ့လက်ကိုခေါင်းပေါင်းပေါင်းလာတဲ့ပဆူအောင်ထိုင်နဲ့မြဲမြဲခိုင်အောင်ချီစီလို့ဘာမောင်စင်နာကိုတလှမ်းချင်းတို့ကတ်သွားတယ်။ဦးလာကျော်ကဘာမောင်နဲ့တကွာလိုအားလုံးကိုအသက်တောင်မရှိဘဲနဲ့ကြည့်ဖို့အတွက်အသာလေးကြည့်ခိုင်းတယ်။ကျော်ဆန်းကရင်တမမနဲ့ငေးကြည့်နေကြတယ်။ငွေမိုးကရိုသသအချင်းကမျိုးမှာ အရန်ကိုသဘောကောင်းတဲ့တရားဝါကြီးဖြစ်ပေမဲ့အခုလိုအခါမျိုးမုံစိတ်မုံသွေးကြွနေတာကြောင့်အတော်ကိုစိုးသွားကြောင်သိတာလေသူ့ရဲ့နှာမောင်းနဲ့လမ်းမိတဲ့အရာမှန်သမျှကိုချိုးဖဲ့နှင်းကြည့်ထားတာသူ့ရဲ့ဝန်းကျင်မှာရရမရှိလောက်ကျိုးပဲ့ရှုပ်ပွားနေတယ်ခလန်းလမ်းမှာတော့တစ်သားပကတ်တစ်ခုလည်းတုံလုံးပလက်နဲ့စောက်ထုံးမှုမှဖြစ်နေတယ်တကယ်လို့သာနောက်ချိန်နှစ်ဖက်စလုံးမျော့ကွင်းဘူးလဲစီးပြီးတော့ကြိုကြီးလင်းငါးပင်နဲ့လုတ်တစ်ဖက်ကရှိတဲ့သစ်ပင်ကြီးတစ်ဖက်မှာချင်းအောင်ထားခြင်းမရှိဘူးဆိုရင်တော့လူအုပ်ကမြင်တာဒီပိုင်းနဲ့ ထိုးတက်ဖို့ပြေးလိုက်မှတိတ်ကြတယ်။ကျော်ဆန်းကငွေမိုးရဲ့ရေးချီကိုခြေလန်းတုံပြီးကိုကိုညှုတ်ကကက်ခက်တယ်။ငွေမိုးကလည်းဘူးကနဲ့တစ်ချက်တန်ရှည်ဆွဲပြီးအော်ပြတယ်။ဒီမှာကျော်ဆန်းကလည်းဘူးကနဲ့မြောင်လို့တစ်ချက်တန်ရှည်ဆွဲအော်ပြတယ်။ပြီးတော့ငွေမိုးနှားကိုချက်ချင်းချင်းကတ်သွားတယ်။ကျော်ဆန်းကတ်တာနဲ့တပည့်နဲ့ထဲမှာပဲငွေမိုးဟာထူးထူးတဆုံပြေးလိုက်လာပြီးတော့နှောင်မောင်းကြီးတရင်ရနဲ့ကျော်ဆန်းကိုဖမ်းဆွဲဖို့စတင်လှောက်ချတယ်။ဒါပေမဲ့ကျော်ဆန်းကဝဲလာတဲ့ငွေမိုးရဲ့နှောင်မောင်းနဲ့သူ့ကိုယ်လုံးကို မချိမိအောင်ပါနဲ့လိမ်မာစွာနဲ့ဂျင်းကပြီးရှောင်ကိုက်ပြေးတယ်။အဲ့လိုပြေးချောင်းနေကနေဟဲ့ကဟောင်းတော့ဟောင်းဟောင်းငွေမိုးမတ်မတ်အဲ့လိုလေတွတ်တွတ်အော်ဟစ်ပြီးမိန်ပြေးတယ်။တဲ့ဦးနဲ့တူရန်သူလိုစိန်ပြေးတဲ့ကစားနေရကနေကြော်ဆန်းအရုတ်ရက်စူးစူးချက်ချက်အတန်တစ်ခုကိုနှိအော်တဲ့ခါမှာတော့ငွေမိုးရဲ့ခြေလန်းနဲ့တရရန်ရန်လှုပ်ခတ်နေတဲ့နှာမောင်းဟာရုတ်တရက်တုံဆိုင်သွားတယ်။စက္ကန့်ပိုင်းတော့မကြလိုက်ပဲရှေးကိုရိမ့်ခတ်လာတဲ့ငွေမိုးရဲ့ နှာမောင်းဖြားဟာကျော်ဆန်ချိတ်တွယ်ပါသွားတယ်။ဟဲကနေဖြစ်သွားကြတဲ့ဥလားကျော်တန်ရဲ့တကွာလူတွေအားလုံးလည်းအထိတ်တလန့်ဖြစ်ပြီးနောက်ကိုရှက်ထွက်ကုန်တယ်။လူတွေရဲ့ဟဲဟာဆိုပြီးတော့ဂျိုင်းတူလန့်မီအော်တဲ့တန်တဲ့တူငွေမိုးရဲ့အထိတ်တလန့်ကြည်ကနေအော်တန်ကလည်းတုံလုံးခြောက်ချားစရာနဲ့ကြည်ကြည်လန်လန်ထွက်ပေါ်လာတယ်။ကျော်ဆန်ကခါးချမှာဖွက်ပြီးယူလာတဲ့ခမြောင်တက်လက်ကိုချက်ချင်းပဲအတုံးချလိုက်တယ်။လေထဲမှာရမ်းနေတဲ့ငွေမိုးရဲ့နှာမောင်းပေါ်မှာခဏတာရည်လေးခွန်နေပြီးတော့ကျော်ဆန်ရဲ့ခြေထောက်နှစ်ဖက်ဟာငွေမိုးရဲ့အဆွေရင်းနှစ်ဖက်ပေါ်ကို ချက်ချင်းရောက်သွားတယ်။အဲကတဆင်ကျော်ဆန်းဟာမြောင်လွဲကျော်တကောင်ရဲ့ပေါပါပြမြန်မှုအချိန်နဲ့ငွေမိုးရဲ့ဥက္ကင်ထိပ်ကိုတခဏချင်းဆိုပဲဆိုက်ဆိုက်မိမိကိုရောက်ရှိသွားတယ်။ကျော်ဆန်းရဲ့ဒုတိယတမြောင်တစ်လက်ကငွေမိုးရဲ့ဥက္ကင်ထိပ်တစ်ဖက်ကိုဆိုက်ဆိုက်မိမိဆူဆိုက်ဝင်သွားတဲ့အခါငွေမိုးကတတော်လုံးတတော်လုံးအောင်ပြဲ့တင်ထက်သွားအောင်လို့စူးစူးရှက်ရှက်လန့်ပြီးတော့ပေါ်ဖြစ်တယ်။သူ့ကိုကောင်းကောင်းချုပ်ကင်ထားပြီးဖြစ်တဲ့တခင်ဦးစီးဟာအခုကသူ့ခေါင်းပေါ်ရောက်နေပြီ။သူ့ကလန်းကစန်းလုံနေရင်တော့ပူနာတော့မယ်ဆိုတာသိတာကြောင့် လုံးဝမလှုပ်ရဲတော့ဘဲနဲ့ချက်ချင်းကိုငြိမ်ကြသွားတယ်။ကဲသူအားလုံးဖြုတ်ကြတော့စင်ဘောကကျော်ဆန်ရဲ့အောင်းနှင်းတဲ့တန်ကြောင့်ရင်သက်ရှုမော်ပြီးအန်အော်ဒဂျီဖြစ်နေကြတဲ့မန်နေဂျာနဲ့တကွစင်သမားအားလုံးလည်းအခုမှပဲချက်ချင်းစွတ်တယ်လို့ပြုံးနိုင်ပြီးတော့သူဖြုတ်ပါဆိုပြီးတော့ဝါပြောကြတယ်။ဒါပေမဲ့ရုတ်တရက်ငွေမူနာကိုမကဲရကြဘူး။ဒါပေမဲ့စင်ပိုင်ရှင်ဖြစ်တဲ့ဖောင်ဖောင်ကတော့မရေတဲ့နဲ့သူ့စင်ငွေမူနဲ့ကျော်ဆန်တို့နားကိုရောက်သွားတယ် အိုင်လော်လာလေကွာဆိုပြီးနောက်လှန်ကင်တယောက်ကိုကိုညီတောင်းကငွေမိုးကိုဝိုင်းဝန်းပြီးတော့ထုဖြုတ်ပေးကြတယ်။ငွေမိုးကိုထုဖြုတ်ပေးတာနဲ့ကျော်ဆန်းကမန်နေဂျာနဲ့ရုံးအဖွဲ့တရှိရာတစ်တော့ကိုငွေမိုးကိုစီးချသွားတယ်။အဲဒီခါမှာစင်ပိုင်ရှင်ဦးစီးဘမောင်ဟာငွေမိုးနောက်ကလိုက်ရပြီးတော့စင်ဦးစီးဘွားကနေအလိုလိုနောက်လိုက်လှန်ကင်ချက်ချင်းဖြစ်သွားတယ်။ဝင်းစီဆလဲတွေကိုငွေမိုးရဲ့ပကတ်ပေါ်တင်ပြီးပြီးချင်းမှာပဲသူတို့တွေစကန်ပြောင်းကြတယ်။ကျော်ဆန်းနဲ့ဘမောင်တို့ကတော့ မုံယူနေတဲ့ငွေမိုးကိုချက်မှတ်ပြီးရှေးကသွားနေကြတယ်လို့ကြံလူတွေကလည်းနောက်ကထက်ချက်မကွာလိုက်ပါလာကြတယ်။ဒါပေမဲ့မုံစင်းတကောင်ရဲ့ခြေလမ်းကိုတော့သူတို့တွေမိအောင်မလိုက်နိုင်ကြဘူး။လမ်းတစ်ဝက်လောက်ရောက်မှာတော့ကြည်ကြလလောင်စူးစူးရှရှဆင်ဟီးတန်တွေကိုဥလာကြော်တာနဲ့တကွရုံအဖွဲ့သားအားလုံးကြားလိုက်ရတယ်။ဒါပေမဲ့ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ရမယ်လို့ဘယ်သူမှမထင်ကြဘူး။မုံကြနေတဲ့စင်စုံငွေမိုးကိုလူတစ်စင်ဦးစီကျော်ဆန်းက ဥကင်ပေါ်တမြောင်နှက်နဲ့ဆိုက်ပြီးတော့အတင်းအကျပ်မညာမတာစီးသွားတဲ့ခါသူ့အလေးလေးနဲ့ပါသွားတဲ့ငွေမိုးနာနာချင်းချင်းအော်လာကြောက်ညီးတွားချင်းတို့ထင်းနေဒါကြောင့်လဲဘသူကောင်းမှငွေမိုးနဲ့ဦးစည်အစ်တကျော်ဆန်းဘာမောင်တို့စီအလဲမြက်မလိုက်မိကြဘူးခြေလက်မမှန်လေးရှောက်ပြီးတော့ကင်ကျင်ချောင်းရှိရာကိုရှောက်လာတယ်ဒါပေမဲ့ကင်ကျင်ချောင်းနားတောင်ဆက်ရောက်မှာတော့သူတို့ကိုစီးကျုံနေတဲ့မြင်ကွင်းကတောင်ပြင်မှာဗမုံလဲညီးတွားနေတဲ့စင်ငွေမိုးသူ့နားမှာဘောင်းမောင်ငိုနေတယ် ခါတစ်ဖက်ကိုလက်နဲ့နှိပ်နေတဲ့ဦးစည်းတဲ့ကျော်ဆန်းကလည်းရှုံးမဲ့နေတဲ့မျက်နှာပေါ်မှာရေစီးချောင်းနဲ့အတူတူဦးလာကျော်တာကလည်းရုံးအဖွဲ့သားတွေအားလုံးကြော်တက်ပြီးတော့ဘားမောင်ကျော်ဆန်းနဲ့ငွေမိုးလိုနာကိုဥဆောင်ပြီးတော့ပြေးတယ်။မြင်ကွင်းဟာကြည့်မကောင်းရှုမကောင်းငွေမိုးဟာပကတ်တလန်းနဲ့တောင်ပြင်မှာလှဲလျောင်းပြီးတော့ခြေလက်နှာမောင်းတွေတဆတ်ဆတ်တုံပြီးတော့អော်ပြီးတော့ញីတွားနေတယ်။ပကတ်ထဲမှာတင်လာခဲ့တဲ့ရုံးသုံးပစ္စည်းတွေကလည်းဖျို့ဖျင်းနဲ့တောင်ပြင်တစ်ခုလုံးပြန့်ကျင်းနေတယ်။ ဟေ့ဘမောင်ဘလို့ဖြစ်ကုန်တာလဲကွာမြင်မြင်တဲ့အတိုင်းမှာပဲဝန်တော်မင်းရကျွန်တော်ဆင်ငွေမှုကိုရေစင်ကိုက်လိုက်ပြီဗျဘာမင်းဆင်ကိုရေစင်ကိုက်တယ်ဟုတ်လားဟုတ်တယ်ဗျာရုပ်တရက်မန်နေဂျာဥလာကျော်တာအကြီးကျယ်အောင်အောင်ချက်သွားတယ်ဆင်တကောင်တည်သွားရင်အဲ့ဒီဆင်ရဲ့တည်မှုတည်ခြင်းနဲ့ပတ်သက်လို့ခရိုင်မန်နေဂျာကြီးအခုခေါ်ခရိုင်ဝန်ကြီးမင်းစီကိုချက်ချင်းအစီရင်ခံစာတင်ရမယ်သူတင်လိုက်တဲ့အစီရင်ခံစာကလည်းတေချဖို့လိုအပ်တယ်။ရောင်းဝါဝါ တော်ရေးတောင်ရေးတင်လို့မရဘူးခရိုင်မန်နေဂျာကြီးကလည်းစင်နေနဲ့ပတ်သက်ရင်ဘလောက်တောင်အရေးထားတယ်ဆိုတာမူလကျော်တာတယောက်သူ့လက်အောက်ရောက်ခရဲကအတေချာသိတယ်သူနဲ့တူတူလက်ထောက်မန်နေဂျာ၃ဦးကလည်းဒီတောင်စင်ခရိုင်ကိုတောင်ဝင်ထမ်းဆောင်ဖို့ရောက်လာကြတော့ကခရိုင်မန်နေဂျာကြီးပြောလိုက်တဲ့စကားတွေကိုလည်းပြန်ကြားရောက်ပြီးတော့ပို့ပြီးတော့အုံအောင်ချောက်သွားတယ်စင်နေနဲ့ပတ်သက်လို့မင်းတို့ကိုငါအထူးမှားခြင်းနဲ့အဲ့ဒါကတော့တို့အစ်တထုတ်လို့ရေးအနေနဲ့စင်နေဟာဘလောက်အထိကကြားတယ်ဆိုတာမင်းတို့သိပဲ။ ဒီတော့စင်အုပ်စင်ကောင်ဦးစီးတွေကိုကြက်ကြက်မမတ်ဦးဆောင်သွားနိုင်ဖို့ကမင်းတို့တာဝန်ငါအနေနဲ့ရှင်းရှင်းပြောရရင်တော့ခရိုင်မှာစင်တွေစင်ပြောက်တာမကြရဘူးတနေ့တနေ့မှာတနိုင်ကလုံးအတွက်တစ်ဆွဲစင်ဆိုလို့ဆယ်ကောင်အကောင့်တစ်ဆက်ရဖို့မလွယ်ဘူးကွာမင်းတို့မန်နေဂျာဆိုတာကတစ်တစ်ပြပြအရေးမကြီးဘူးတနေ့တနေ့ကိုတစ်တော်သိပ်ပံကမန်နေဂျာတွေဆိုရင်လိုချင်တဲ့လောက်ရနိုင်တယ်ဒါပေမဲ့စင်တွေကောင်ရဖို့ကမလွယ်ဘူးကွာငါပြောချင်တာအဲ့ဒါပဲသွားကြတော့ မန်နေဂျာဗရင်ရောက်ပဲနှံ့ဖြားမိပြီတိတိစနေကောင်မတည်စင်းနဲ့ဆိုတော့ခရယံဝင်းကြီးမင်းရဲ့စကားကိုအခုသူကဖြည့်ရှင်းပေးရတော့မယ်။ဒါကြောင့်စင်ဦးစစ်တဲ့ကျော်စန်းနဲ့ဗမောင်တို့ကိုစိတ်မသက်မသာနဲ့လှမ်းကြည့်တယ်။မင်းတို့စင်ငွေမိုးကိုရေစင်ကဘလို့ဘလို့ကြိုက်တယ်ဆိုတာပြပြောင်းလဲကွာ။ဖြစ်တာကဒီလိုပါဝင်တော့မယ်။ဒီချောင်းနာရောက်လို့ငွေမိုးကိုချောင်းဖြတ်ကိုခိုင်းတော့ငွေမိုးကချက်ချင်းမကူပဲနဲ့ချောင်းရည်ကိုနှာမောင်းနဲ့နန်းရှုံကြည့်ပြီးတော့ပြန်တက်ပြေဖို့လုပ်တယ်။အမှန်တော့ အဲ့ဒီကလေးကကျွန်တော်သတိထားမိဖို့ကောင်းတာဗျဒါပေမဲ့ဒေချောင်းရီထဲမှာရေစင်ရှိနေပြီဆိုတာကျွန်တော်တို့တွေမသိကြဘူးရေစင်မြင်လို့ကြောက်ရွံ့တကြီးဖြစ်သွားတဲ့ငွေမိုးကိုပဲနိုင်အောင်ထိန်းကြတယ်ဒီလိုနဲ့ချောင်းရီတွေကိုမစင်မဲ့နဲ့ပေကက်ကက်လုံးနေတဲ့ငွေမိုးကိုဘောင်းပေါင်ကလည်းနောက်ကလှန်နေစွာကျွန်တော်ကလည်းဒူးပေးတမြောင်တောင်းလိုက်တော့ငွေမိုးခမမစင်ရဲပဲနဲ့ချောင်းထဲကိုဆင်းရတာတော်တော်စေသူ့အနာမခံနိုင်လို့ဆင်းသွားတဲ့ငွေမိုးရေတွေတော့မရောက်ပါဘူးဗျာ အထိတ်တလန့်အော်ဟစ်ပြီးတော့တောင်မင်းမောပြေးတက်လာတယ်။ခြေလှမ်းဆယ်လမ်းတော့မပြေဘူးဗျ။တောင်မင်းမောဘုံဘုံလဲကျသွားတယ်။ကျွန်တော်လည်းပကတ်ဆောင်နဲ့ရိုက်မိလို့ခါတစ်ဖက်နားသွားတယ်ဗျ။ဦးစေးတဲ့ကျော်ဆန်စကားဆုံးမှာဥလာကျော်တာဟာငွေမိုးစီတစ်ချက်လမ်းကြည့်တယ်။ဆော့ဆော့ကတကိုယ်လုံးတစ်ဆက်ဆက်တုံနေတဲ့စင်ငွေမိုးဟာအသက်စီဝင်ချုံချင်းသွားပြီးလုံးဝလှုပ်ရှားတာမမြင်ရတော့ဘူး။စင်ဦးစီးဘတ်မောင်ရဲ့ဝါးကနေငိုချတဲ့ဟာဥလာကျော်တာရဲ့ရင်ထဲမှာဘုံတလုံးပေါက်ကွဲလာတယ်လို့ခန်းစားလိုက်ရတယ်။ ရေစင်ကိုက်လို့တည်တယ်ဆိုတဲ့စင်တွေကိုအရင်တုန်းကလူပြောသူပြောတာကြားဘူးတယ်အခုတော့ဝန်တော်မင်းဦးလာကျော်သားကိုတွေ့ကြုံရပြီဒါပေမဲ့စကမ်းပြောင်းမှာကញ្ញင်ချောင်းရောက်မှာတော့ရေစင်ကိုက်လို့ငွေမိုးစင်တည်ဆုံသွားခဲ့ပြီဒီလိုပြောရင်တော့ခရံဝင်ကြီးမင်းကလက်ခံပါမလားသူတို့ရဲ့တိတ်ထုတ်လို့ရရှိတဲ့မန်နေဂျာတွေကလည်းရေစင်ဆိုတာကိုအယုံကြည်မရှိကြဘူးဒါကြောင့်အခုငွေမိုးတည်တဲ့ကိစ္စမှာစင်ဆရာဝန်ရဲ့အဆုံးဖြတ်မှသာတည်ပြီးတော့မယ်ဒါကြောင့်မန်နေဂျာဦးလာကျော်သားလည်း ဆင်ဆရာဝန်ဦးကျော်တောင်ကိုအပူတပြင်းအခေါ်လှောက်ရတယ်။ဦးကျော်တောင်ရောက်လာမှဒီပြဿနာ